တချို့လူရအထင်မဲ့ tourist guide လောက်လောက်တဲ့သူသူကမကောင်းတာမြင်တယ်အမှန်တော့စာရမ်းဖတ်တာနိုင်ငံဒီ tourist guide ဒီ certificate ရတဲ့အချိန်မှာအရန်ပြောတာဘာလို့ဆိုတော့စာရမ်းဖတ်တယ်တော်ယုံနဲ့တော်ယုံနဲ့ခိုင်းမဖြစ်လာဘူးဒီလောက်ကိုနားရတဲ့အတွက်ကြောင့်လို့ဟိုလမ်းပါတယ်ဘာလို့ဆိုတော့ဒီလောက်ကတကယ်ကိုပေါ့နော်တကယ်မြန်မာပြည်ရဲ့အလားအပါကိုပြောရတယ်တကယ်ကို knowledge အပြည့်အဝရှိတဲ့ပညာတတ်လူပညာတတ်ဟိုတူရစ်ကဖြစ်တဲ့အတွက်ကြောင့်ကိုကိုပုံကြီးပါတယ် အဲဒီနေ့က Today Wedding Studio ရဲ့ပေါ့နော်အဲညီမထမိန်သိန်းကိုကြော်ညာအတွက်ရိုက်တာပါရှင်ဟုတ် ကိုစိန်လင်းနဲ့ပေါ့ဟုတ်တခါမှနိုင်ငံကအပန်းရောင်သိမ်းမှုတဲ့သူဖြစ်တဲ့အချိန်မှာကြောက်တယ်ဘာလို့ဆိုတော့အသားညူတဲ့သူကအပန်းရောင်စင်ရင်ညို့ပိုညို့တက်တဲ့အတွက်ကြောင့်မလို့ပထမတော့ကြောက်တယ်ဒါပေမဲ့သူနိုင်ငံကိုစင်ပြီးလိုက်တဲ့ခါမှာသူလိမ့်မရဲ့မိတ်ကပ်ရဲ့သူခြေတပြီးတဲ့ခါမှာနိုင်ငံနဲ့အရန်လိုက်တဲ့ခါမှာလေရန်ကိုကြိုက်တယ်ကြိုက်တယ်ဆိုတာကိုယ်နဲ့အရန်လိုက်တယ်ဆိုတာသိသွားတယ်ပေါ့နော် TikTok blogger လေးဖြစ်တဲ့တော့ဖြစ်နေတယ်နော်။ဘာဖြစ်လဲဆိုနိုင်ငံကကြာတော့အရင်တော့ guide tourist guide လုံးနိုင်ရတဲ့အခါမှာနိုင်ငံတွေ့တရားလေးကမပြင်းမအောင်ရိုက်တဲ့အခါမှာလည်းမပြင်းမန်းတယ်လို့နိုင်ငံက tourist guide လုံးလာတဲ့အတွက်ကြောင့်မလို့ဒီပြည်သက်ကို message ပေးချင်တာတွေနိုင်ငံပေးတယ်။ပေးတဲ့အခါမှာငါဘယ်လိုပေးရမလဲ။နိုင်ငံတွေ့ကဒါလေးကလွယ်တယ်ပေါ့။တင်ကြည့်လိုက်တဲ့အခါမှာပြည်သက်တွေကလည်းအားပေးတယ်။အားပေးတဲ့အခါမှာဟိုအခုနောက်ပိုင်းကကြာ Facebook က TikTok ပတ်စံတွေကဝင်နေတော့ ငါပတ်စံရှာမယ်ဆိုရဲစိတ်ရှိရရဲပြိတက်ကို message ပေးချင်တာရဲပြီးတော့ဟိုဘက်ကကန်လန်းတဲ့ဟာကြီးရဲရိုက်ဖြစ်သွားတာ ਨੇ ဟိုဟာပေါ့နော်တောက်လျှောက်လို့ဖြစ်သွားတာဆန်စည်းနဲ့လှုပ်ထားတဲ့အတွက်ကြောင့်ရတာစီစီဖွဲ့ဖွဲ့လေးပေါ့ ပြီးကိုကိုတိုင်းလည်းအစားတောက်ရန်ကြိုက်တယ်စားတောက်ကြိုက်လည်းဒီခါမှာကွက်တိဖြစ်သွားတာပေါ့အားလုံးဖက်ဖက်ကဒါပေမဲ့အစားတောက်ကြိုက်ရင်မဲ့လည်းငယ်ဝိတ်ကလည်းပြန်လျှော့သွားတယ်သူများတင်တာဟဲစားလိုက်စားဝတ်လည်းမဝအောင်နော်ဆိုတော့အမလီမဟုတ်ဘူးနန်းခင်အရန်ကျင်ဆိုသွားတယ်အဲ့လိုအရန်ကျင်ဆိုသွားတယ်စားတောက်ဆိုလည်းအရန်ကယ်လိုရီတက်ချက်ပြီးတော့စားရတာပေါ့နော်အဲ့လိုလေးနန်းခင်ကကြတော့လေ street food အစားအစာကိုကြိုက်တယ်ဟိုတယ်စားရတဲ့ street food အစားအစာကိုကြိုက်တဲ့အတွက်ကြောင့်အဲ့ street food ကိုခုံမိတဲ့အတွက်ကြောင့်အဲ့လိုပဲ ဟိုပြောချို့လူလာပြောနေပေါ့နေအဲ့လိုပေါ့နော် luxury ဖြစ်တဲ့ဆိုင်တွေတွားရိုက်ပါလားဟိုတယ်မှာတွားရိုက်ပါလားမရိုက်ချင်ဘူးမစားချင်ကိုမကြိုက်ဘူးလေကိုမကြိုက်တဲ့အစားအသောက်အရင်မကြိုက်တဲ့အစားအသောက်ကိုလည်းပဲကိုမပေးချင်တကယ်ကြိုက်တဲ့အောင်လဲတကယ်စားရမှာတကယ်စားတော့ပြိတက်ကိုလည်းတကယ်တကယ်ပြမှာပဲပြိတက်က reality ရှိမှလေဥမာနိုင်ငံတို့ကဂျာနီရိုက်ပွဲတက်ရဲအဲ့ခါမှာ hotel ဇာတွေကတော့နိုင်ငံတွေရိုးနေတခါလဲထမင်းကြောအမဲသားဟိုအမဲသားကိုဘလို့ချက်တယ်ဂျပန်ဇာသာအဲ့ဒါကြီးကတော့ ဟိုဘယ်လိုပြောမလဲနိုင်ငံအရန်မကြိုက်တဲ့အစားအစာဖြစ်တယ် street food ကကြတော့ဘယ်ချိန်ရောက်ရောက်အမြဲစားတယ်ဒါအချိန်တော့အစားအသောက်ကရှမ်းပြည်တောင်ကြီးမြို့မှာရတာပေါ့နော်စားလို့ရန်ကောင်းတက်တက်လို့ story guys လုပ်ခဲ့ရတဲ့ live play ကို run လာမျိုးရှိတာအခုကကြာရလဲဟိုဒီနိုင်ငံခြားသားတွေကလည်းပေါ့ဝင်ဖို့ကတော့မရှိတဲ့အချိန်မှာဒီလုပ်ကိုနားရတဲ့အတွက်ကြောင့်မလို့ဟိုလမ်းပါတယ်ဆိုတော့ဒီလုပ်ကတကယ်ကိုပေါ့နော်တကယ်မြန်မာပြည်ရဲ့အလားအပါကို ြောရတယ်တကယ်ကို knowledge အပြည့်အဝရှိတဲ့ပညာတတ်လူပညာတတ်ဟိုတူရစ်ကဖြစ်တဲ့ကြောင့်ကိုကိုခေါ်ယူပါတယ်ရှင့်ဟုတ်3နှစ်4နှစ်လောက်ပဲလုပ်ခဲ့တာ Miss International ဆုရပြီးတော့2000အာစနေလာမှာဆူရပြီအချိန်မှာနှစ်နှစ်လောက်လုပ်လိုက်သေးတယ်ဒီအမှုပညာလုပ်ကုန်မလုပ်သေးပဲနဲ့ဒါပေမဲ့ဘဝရစီနေရည်နဲ့အရန်ခွာတော့တခုခုလိုလိုချင်တခုခုစွန့်လို့ရမှာပဲဆိုတော့ဒီ tourist guide ကိုခဏလေးနာ နောက်ပြီးတော့ဒီဒီဒီနှုပညာအလုပ်ကိုစောင့်ချလုပ်တာပေါ့နှုပညာခါကြကိုယ့်ရဲ့ဆန်းကိုယ့်ရဲ့အသက်ရွယ်ပဲလောက်ရအတွက်ကြောင့်မို့အဲ့လေးကိုရွေးဖြစ်တာပေါ့နော်တချို့လူရအထင်မဲ့ tourist guide လောက်လောက်တဲ့သူသူကမကောင်းတာမြင်တယ်အမှန်တော့စာရမ်းဖတ်တာနိုင်ငံဒီ tourist guide ဖြစ်ဖို့အတွက်ကိုနိုင်ငံစာမွေးဖြစ်ရပထမတစ်ခေါက်မှာကြာတယ်ဒုတိယတစ်ခေါက်မှာအောင်သားရတဲ့အချိန်မှာဒီ certificate ရတဲ့အချိန်မှာအရန်ပြောတာပေါ့ဆိုတော့စာရအရန်ဖတ်တယ်တော်ယုံနဲ့တော်ယုံနဲ့ guide မဖြစ်လာဘူး မနန်းကပထမဦးဆုံးကကြောင့် English guide လုပ်တယ် English guide လုပ်တဲ့ချိန်မှာ English guide လောက်ကရှားတယ်အခါကြောင်နိုင်ငံဂျာမန်ပြန်တင်တယ်ဂျာမန်တင်ပြီးတော့နိုင်ငံအင်္ဂလိပ်နဲ့ဂျာမန်ခိုက်ကိုတနည်းလောက်စလောက်တယ်လုပ်ပြီးတော့ဒီ Miss International ဆုရပြီးရဲ့အချိန်မှာနိုင်ငံခြားသားနဲ့နိုင်ငံခြားသား group တွေနဲ့မှာကိုကလုံးဝကို ဟိုရှင်းပြနေချင်ဘေးကပရိသတ်တွေကြည့်နေတဲ့ feeling ကတော့ဟာအာဟာသူဒီလိုလဲပြောတတ်ပါလားအင်္ဂလိပ်လိုလဲပြောတတ်ပါလားဂျာမန်လိုလဲပြောတတ်ပါလားဆိုတော့အဲ့လိုပေါ့နော်ဝါးဖြစ်နေတဲ့ feeling လေးကတော့ဘယ်မှလဲလို့မရဘူးအမှုပညာအလုပ်ကလေဘယ်လိုပြောမလဲတကယ့်ကိုဘင်းလိုပဲဆွဲတယ်ဘလို့ပဲအကြောင်းပြတ်ချက်ပဲဖြစ်လုတ်ချင်တယ်ပတ်စံရသည်ဖြစ်စေမရသည်ဖြစ်စေဒီအမှုပညာကိုမျက်နိုးတယ်လေးစားတယ်တံမိုးထားတယ်ဟုတ်ဆိုတော့လူအယောက်တရာမှာတယောက်မဖြစ်ဘူးအမှုပညာလုံးဒီအယောက်တရာမှာတယောက်မဖြစ်နိုင်အယောက်တစ်ထောင်မှာ တယောက်နေဖြစ်နေအဲတချို့လူတွေကပြောကြအာနေတို့နုပညာပါညာအဲ့လိုလာရရှင်လုံးကြီးကြီးလိုက်နေတို့အဲ့လောက်လွယ်မယ်ဆိုလာလုံးကြီးလိုက်သူတို့ထင်တာအာဒီပေါ့နော်ကင်မရာရှိကိုရောက်တာနဲ့ဟာတရုတ်ဆောင်းနိုင်ပြီးတာပဲဆိုတာလုံးဝမားတယ်နန်းခင်တို့မှာရင်းနှီးထားရည်အများကြီးရှိရဲအာအကုန်လုံးလေလာတင်ရတဲ့အခါမှာပေါ့နော်သူတို့တင်တာအော်မင်းသမီးလောက်ရတာကောင်းလိုက်တာဘောကြောနေရတယ်သူများကြီးပါစားပေးခံရတယ်ဟာငါလဲလုံးကောင်းမှာပဲဆိုရင် အလောက်လွယ်နေဝင်လို့လိုက်လူအတိမတ်ပြူတဲ့မင်းသားမင်းသမီးဖြစ်နိုင်လားဆိုတာအနေနဲ့ပြောချက်ချို့လူရဟာငါကငါမင်းသားဖြစ်နေမင်းသမီးဖြစ်နေပြီဆိုတော့အဲ့လိုမျိုးအေးဖြစ်နေတာတစ်တော့မာရဖြစ်တာဖြစ်နေအပြင်မှာသူတွေကမသိဘူးအဲ့လိုမျိုးတွေရှိတာပေါ့နော်အဲ့လိုလေလက်ရှိကတော့ခုအစိတ်သင့်ဝိုင်းဆွဲဇလန်တွေလေးရိုက်နေတာပေါ့နော်အမှခါကြတော့နိုင်ငံကကြတော့အာအိမ်အောင်ရေးဇလန်ပုံစံအနေနဲ့ရိုက်ရတာပေါ့နော်အာရိုက်တဲ့အခါမှာ character လေးက ော်တော်ဆန်းတယ်မိသက်ကိုချပြတဲ့ character လေးကဆန်းပါတယ်အကြိမ်ဒီကားလေးထွက်လာကြရင်အားပေးပါအောင်ပေါ့နော်မင်းသားကိုကောင်းမြတ်ဆန်းနဲ့ရိုက်တာပေါ့နော်ဟုတ်ဟုတ်ကဲ့ပါနန်ခင်ကိုပေါ့နော် interview လေးလည်းမဖြေရရမ်းချာနေပြီးတော့စောင့်မျှော်နေတဲ့ပြည်သက်တွေကိုလည်းကျေးဇူးများကြီးတင်ပါတယ်လို့